ကဘာဖလာအတင်းတင်းဖြစ်တဲ့မန်ယူကိုဂိုသွင်းအနိုင်ယူလိုက်ကသမိုင်းတွင်သွားပြီးဖြစ်တဲ့မြန်မာဘောလုံးကစားသမားမမောင်လွင်အလုံးမဲမိကလာပါဗမစ်နောင်ကနေကျဆူလိုက်ပါတယ်မမောင်လွင်ကတော့ကန်ချိုးပေးကမြန်မာလက်ရွေးစင်အတင်းသမားတိုင်းမရရှိနိုင်တဲ့ခွင့်ရေးကောင်းကိုရရှိထားတဲ့ဘောလုံးသမားတယောက်ဆိုရင်လည်းမမားပါဘူးမြန်မာနိုင်ငံမှာလက်ရွေးစင်အတင်းနဲ့ကစားနေကြတဲ့ဘောလုံးသမားတိုင်းရဲ့ပန်းနိုင်ကချန်ပီယံလိအတင်းကြီးတွေနဲ့နိုင်ငံတကာတန်းဝင်ကစားဖို့အခွင့်အရေးရဖို့ပါမမောင်လွင်ကတော့အထူးအခွင့်အရေးအနေနဲ့ Asian All Star အတင်းမှာမြန်မာကိုစားဖြုတ်အနေနဲ့ကစားခွင့်ရခဲ့ ဲ့ပါတယ်။အာရှနိုင်ငံတွေအထက်ကနေတနိုင်ငံကိုကိုစားပြုကစားသမားတစ်ယောက်စီရွေးချယ်ကအသင်းကိုဖွဲ့စည်းထားတာပေါ့။မမောင်လွင်ကမြန်မာနိုင်ငံကိုစားပြုတ်နေတဲ့ရွေးချယ်ခံရတဲ့အတွက်အလုံးကဂုံယူနေခဲ့တာပေါ့မမောင်လွင်ဟာရလာတဲ့အခွင့်အရေးကိုလည်းလက်တွေ့အကောင့်ထဲပို့နိုင်ပါတယ်မမောင်လွင်ကကဘာကျော်ဘောလုံးအသင်းဖြစ်တဲ့မန်ယူအသင်းနဲ့တွေ့ရတော့မယ်လို့သိရချိန်မှာခြေစွမ်းကိုပြသနိုင်ဖို့အတွက်ပြင်ဆင်နေခဲ့ပါတယ်မန်ယူအသင်းကပရီးမီးယားလိပွဲစဉ်တွေကစားပြီးချိန်မှာအာရှအသင်းနဲ့ခြေစမ်းဖို့အတွက်ကစားပွဲတွေကိုစတင်ခဲ့တာပေါ့ မန်ယူအသင်းအားအခုလောအသင်းငယ်ငယ်လေးတွေနဲ့ခြေစမ်းကစားတာမျိုးမလုပ်တာဆိုရင်16နှစ်တိတိကြခဲ့ပါပြီ။ဒါပေမဲ့ဒီအာတီမှာတော့ခြေစမ်းဘောလုံးပွဲကိုကစားဖို့လုပ်ခဲ့ကြတာပေါ့။ဒါကြောင့်မို့ပရိသတ်တွေကလည်းမြမကိုစားဖြူကစားသမားမမောင်လင်းနဲ့မန်ယူအသင်းတို့ရဲ့ပွဲကိုစိတ်ဝင်စားနေခဲ့ကြတာပေါ့။ ပထမပိုင်းကစားပြီးတဲ့အချိန်ထိနှစ်သင်းလုံးကဘယ်သူမှကိုမသွင်းနိုင်ခဲ့ပါဘူး။မန်ယူအသင်းဟာအသင်းကြီးဖြစ်ပေမဲ့လည်းရှေ့ပြေးမပြေးနိုင်ခဲ့ပါဘူး။မမောင်လင်တို့အေရှန်နော့စတာအသင်းကတော့သူတို့နီးစနစ်ချထားတဲ့အတိုင်းစစ်စစ်လုံးလုံးနဲ့ကစားကြပါတယ်။ဒုတိယပိုင်းပြန်စားတဲ့အချိန်မှာတော့ကစားကွက်တွေကိုပြောင်းလဲကပုံမပြင်းထန်လာခဲ့ရပါဘူး။ ဒုတိယပိုင်း90မိနစ်မှာတော့မြမလက်ရွေးစင်ကစားသမားမမောင်လွင်ကမန်ယူအသင်းကိုဂိုးသင်းကဥဆောင်ကိုအရယူနိုင်ခဲ့ပါတယ်။မန်ယူအသင်းကပွဲပြီးတော့မဲ့အချိန်ထိမမောင်လွင်တို့အသင်းကိုခြေပောက်ကိုပြန်လည်မရယူနိုင်ခဲ့ပါဘူး။ ဒါကြောင့်မို့လဲမမောင်လွင်ရဲ့ခြေအစွမ်းနဲ့မန်ယူအသင်းကရှုံးသွားခဲ့ရတာပေါ့မန်ယူအသင်းကိုအားပေးခဲ့ကြတဲ့မြန်မာပရိသတ်တွေကခြေစမ်းပွဲမှာတော့မန်ယူအသင်းဖလားပြန်ရခဲ့တဲ့အချိန်တွေကိုရောက်ရှိလာမယ်လို့ထင်ထားတာပေါ့ဒါပေမဲ့လည်းမန်ယူအသင်းကထုံးစံအတိုင်းမျက်နှာကိုအိုးမဲတော့ကရိုးရမပြတ်ရှုံးသွားခဲ့ပါတယ်မမောင်လွင်ကတော့ကမ္ဘာဖလားရရှိထားတဲ့ကမ္ဘာကျော်မန်ယူအသင်းကြီးကိုဂိုးသွင်းရယူပေးလိုက်နိုင်တဲ့ မြမပထမဆုံးလက်ရွေးစင်ကစားသမားအဖြစ်တမိုင်းတွင်လာခဲ့ပါပြီ။လက်ရှိချိန်မှာမန်ယူအသင်းကအရှုံးနဲ့ရင်ဆိုင်နေရတဲ့အသင်းဆိုပေမဲ့လည်းတစ်ချိန်လုံးကရွှေထီးဆောင်ခဲ့သလုံးဖလားဆိုအများဆုံးရယူထားနိုင်တဲ့အသင်းကြီးဆိုတဲ့အတိတ်ကတော့ဖျောက်ဖျက်လို့မရပါဘူး။ဒီလိုကဘာကျော်အသင်းကြီးကိုမြမကစားသမားတယောက်အနေနဲ့အနိုင်ကိုသွင်းခဲ့ဘူးတဲ့ဆိုတဲ့တမိုင်းကမမောင်လွင်ကဖန်တီးလိုက်နိုင်တာကြောင့်ဂုံယိုကဝမ်းသာပေးနေကြတာပေါ့။မမောင်လွင်ကိုရိုင်းကလည်းအရန်ကိုပျော်လွှမ်းတာကြောင့်ကိုင်းထဲမှာပတ်ပြေးကအောင်ပွဲခံနေခဲ့ပါတယ်။မြန်မာနိုင်ငံကိုပြန်လာရင်လည်းဂုံပြူမဲ့သူတွေ ကစောင့်ကြိုနေကြပါပြီ။မမောင်လွင်အတွက်လည်းနောက်ပွဲတွေမှာအရေးချင်းတွေဖြစ်တင်းကစူးစမ်းမယ်ဆိုတဲ့ခွန်အားတွေရရှိသွားစေပါတယ်။မန်ယူပရိသတ်တွေကတော့အာရှအသင်းငယ်တွေနဲ့ခြေစမ်းပွဲမှာတောင်အနိုင်မယူနိုင်တဲ့မန်ယူအတွက်စိတ်ပူနေကြပါပြီ။တမိုင်းတွင်အောင်ကမ္ဘာဖလားဖြစ်ခဲ့တဲ့မန်ယူကိုဂိုးသွင်းလိုက်နိုင်တဲ့မြမောက်ဘလုံးကစားသမားမမောင်လွင်ရဲ့စူးစမ်းမှုကပရိသတ်ကြီးရောအားရချင်မှုရှိလားဆိုတာပြပြခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ်ဆက်လက်